လင်းလုံးတော့လေအိမ်ကဘယ်လိုဖြစ်သွားလဲငလင်းလုံးတော့ဆရာအိမ်ကဟောပေါ့အဲ့ဒီဘက်လည်းဝင်လို့မရအောင်လမ်းကြောင်းတွေလည်းဝင်လို့မရအောင်ကျွန်တော်နေတဲ့နေရာဂျိုက်နေချင်းတွေလုံးဝပြစ်သွားပြီးလူတရက်လောက်ကိုမှအဲ့ဂျိုက်တွေပြစ်သွားတယ်ပြစ်သွားပြီးကျွန်တော်တို့အိမ်ကိုသွားမယ်ဆိုတော့ဆင်းလို့မရတော့ဘူးမြေတွေကကုန်ပြဲပွဲကုန်တာပြဲပွဲကုန်ပြီးတော့အိမ်ကလုံးဝမှပြက်ထွက်သွားတာဟုတ်ပြက်ထွက်သွားပြီးမြေကလည်းလုံးဝမှကိုဘာမှလုံးလို့မရတော့ဘူးလူလဲနေလို့မရတော့ဘူးအဲ့ဒါပြည့်ကြသွားတာပြည့်ကြသွားတာဟုတ် အဲ့ကြတော့ဒီအခုဘလို့စီစဉ်လာလဲခုလောလောဆယ်ကတော့ဆရာရဲ့လက်ရှိဘောလုံးဝင်းထဲမှာနေပြီးတော့မိသားစုလိုက်လေလောလောဆယ်ရုံးကန်ပြီးတော့အဲ့လိုလေးရှားကြံပြီးတော့တော့လောက်ရမှာပေါ့ဟုတ်ဘောလုံးဝင်းမှာနေလာလားဟုတ်ဘောလုံးဝင်းထဲမှာနေနေရတယ်ဟုတ်လားဆင်တော့ဆင်တော့လေးတော့ဆင်တော့တော့အလောကကျတော့ဘာလုပ်လဲအလောကက तू ကမျိုးသားငုံချင်မောင်ရောက်ပါတယ်ဟုတ်လား ညာဟိုမုန်းချင်မောင်းရောက်နေသူကတော့စင်ငိုင်တိုးခိုင်းမှာဩဒီကလေးလေးကတော့ကုံထမ်းပါတယ်ကုံထမ်းလားကုံတင်ကုံချာလေးပေါ့အတော့ဘယ်လိုရှိလဲဆက်လေးရှိရဘွာဟောဒီတော့ဘာလို့တာဘူးလဲဟလာဩโอเคโอเคအဲ့တော့ကျွန်တော်ကဒီနေ့အင်းလေးလို့ပြင်မလားလို့ပေါ့နော်စကိုင်းလို့စင်ငိုင်ကြောက်ဆက်အဲမန္တလေးလာလူမင်းနဲ့အခုဒီတောင်းတော့ကျွန်တော်အလူငွေလေးလူမယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့အလူငွေငါးသိန်းလူမယ်လားနော်ဟုတ်ကဲ့ပါကျေးဇူးပါ အလူငွေလေး9သိန်းပါအလူစင်လေးစုတော့ပါဦးအဲကျမချမ်းသာပြီးပေးပြီးပြေဆုံးကြပါစေပြေဆုံးပါနော်ဟုတ်ကဲ့ဒါပြီးတော့ဒါလေးကဆိုလာလေးဟုတ်ကဲ့ပါဆိုလာပြီးလေနော်ဟုတ်ကဲ့ဒါလေးကစတော့ရှင်းအောင်ရှင်းအောင်လေးဟုတ်ကဲ့အခုလိုရတဲ့အတွက်ခမ်းမ်းတယ်ပြောပါဦးခုလိုရတဲ့အတွက်အများကြီးကျေးဇူးလေးတင်ပါတယ်လို့ဝမ်တာပီတီလည်းဖြစ်ရပါတယ်လို့တထားမနေရလို့ပြောနေတဲ့အတွက်